င်္ဂလာပါရှင်။တန်လျခတ်သတင်းဌာနရဲ့တပတ်အတွင်းအရိုက်ခတ်ဆုံးနိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကျမနော်ဖောပါ။ဒီတပတ်ရဲ့အရိုက်ခတ်ဆုံးသတင်းတွေကတော့အမေရိကန်သမ္မတရဲ့လူဝင်မှုကြီးကြပ်ရေးဆိုင်ရာတင်ကြမှုတွေကြောင့်အမေရိကန်ရောက်မြန်မာနိုင်ငံသား3600ကျော်နေရပြန်ဖို့ခရရနိုင်မဲ့အနေနဲ့ရေးဆိုင်နေရပါတယ်။ တောင်အာဖရိကမှာရာသီဥတုပြောင်းလဲမှုနဲ့လိုကဲစွာငါဖမ်းယူမှုကြောင့်ပင်ကွေးငတ်ကောင်ရဲ6000ကျော်အစာငတ်မှုပြီးတည်ဆုံခဲ့ရတဲ့သတင်းနဲ့အမေရိကန်မှာယူကရိန်းညဉ့်ညံ့ရေးဆွေးနွေးပွဲတွေပြုလုပ်နေပေမဲ့မြေပြင်မှာတော့ရုရှားရဲ့တိုက်ခိုက်မှုတွေရော့ကျသွားတာမရှိပဲအရသာထိခိုက်မှုတွေဆက်ရှိနေတဲ့တည်နဲ့အခြားအခြားသောထူးခြားပွေရာနိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးသွားပါမယ်ရှင် အမေရိကန်သမ္မတဒေါ်နယ်ထရပ်ရဲ့လူဝင်မှုကြီးကြပ်ရေးဆိုင်ရာတင်းကြပ်မှုအသစ်တွေဟာမြန်မာနိုင်ငံသားတွေအပေါ်တိုက်ရိုက်တက်ရောက်မှုတွေရှိလာနေပါတယ်။ဇာတိမြေလုံချိုးရေးဝန်ကြီးခရစ်စတီနိုယန်ကမြန်မာနိုင်ငံသားတွေအတွက်ပေးထားတဲ့ယာယီအကောက်အွယ်ပေးအဆင့် TPS ကိုရက်စဲတော့မယ်လို့ကြေညာခဲ့ပါတယ်။ဒီစုံပြချက်ကြောင့်တနိုင်ငံလုံးမှာရှိတဲ့မြန်မာနိုင်ငံသား3600ခန့်ဟာအထူးသဖြင့်မင်းနီဆူရာပြည်နယ်မှာရှိတဲ့1000ကျော် အမေရိကန်ကနေထွက်ခွာရမယ့်အနေနဲ့ရည်ဆိုင်လာရပါပြီ TPS ရရှိသူတွေဟာမြန်မာနိုင်ငံမှာစစ်ပွဲတွေဖိနှိပ်မှုတွေကြောင့် visa သက်တမ်းကုန်သွားတဲ့ကြောင်းသားနဲ့လာရောက်လည်ပတ်သူတွေဖြစ်ကြပါတယ်လွတ်တော်အမတ်ဘတ်တီမန်ကလည်းကအခုလို DVA ရဲဆဲလိုက်တာကိုပြင်းပြထန်ထန်ကောက်ကွက်ခဲ့ပါတယ် မြန်မာနိုင်ငံရဲ့အခြေအနေဟာလုံခြုံမှုမရှိသေးဘူးလို့နိုင်ငံသားရေးဝန်ကြီးဌာနရဲ့အဆင့်၄၃ပြချက်ကပြသနေပြီးမကြာမီမှာကျင်းပမယ့်ရွေးကောက်ပွဲတွေဟာလည်းလွတ်လပ်မြတ်တမှုရှိမှာမဟုတ်ပဲလုံဆက်တာဖြစ်တယ်လို့နိုင်ငံတကာအတိုင်းအဝိုင်းကသိရှိကြောင်းသူမပြောဆိုခဲ့ပါတယ်။တချိန်တည်းမှာပဲ Trump ဟာလူဝင်မှုကြီးကြပ်ရေးမူဝါဒတွေကိုအကြီးအကျယ်တင်ကြပ်နေပါတယ်။ ခလုံးခွေလျှောက်ထားသူအလုံးကိုစစ်စစ်မှုရဆိုင်ချပြီးဒီရဆိုင်မှုဟာအချိန်ကြာမနိုင်တယ်လို့ပြောခဲ့ပါတယ်။ထရန့်ကခလုံးခွေတောက်ခံသူတွေကိုတတိယကမ္ဘာနိုင်ငံမြောက်မှာရာဇဝမှုများတဲ့မတည်ငြိမ်တဲ့နိုင်ငံတွေကလာသူတွေလို့ဝေဖန်ခဲ့ပါတယ်။မင်းဇူရာပြည်နယ်ကိုပြင်ပထားပြီးလွတ်တော်အမတ်အီဟမ်အိုမာရဲ့မူလနိုင်ငံဖြစ်တဲ့ဆိုမာလီယာကရွှေ့ပြောင်းအခြေချသူတွေအပေါ်လဲအပြည့်အထံဝေဖန်တိုက်ခိုက်ခဲ့ပါတယ် အနာပိုင်တွေက အမေရိကန်မှာအလုအကင်တွေနဲ့အများကောင်းကျိုးအတွက်အလုံးလုံးနေတဲ့နိုင်ငံသားတွေကိုတော့နိုင်ငံရေးဖိအပ်ပေးဖို့အတွက်ပြည်သူတွေကို အချင်းချင်းပဋိပက္ခဖြစ်အောင်ထိုးပေးနေတယ်လို့လွတ်တော်အမတ်မဂါလန်ကဝေဖန်ခဲ့ပါတယ် TPS ကစားထားသူတွေဟာနေရပြန်ဖို့ရည်ရထားသူတွေဖြစ်ပေမဲ့နေရရင်ကိုပြန်ရင်အသက်မခံရဘူးလို့သိရတဲ့အချိန်ထိသူရဲ့လုံခြုံရေးကို အာမခံပေးဖို့လိုအပ်ပါတယ် ဒါကြောင့်လွတ်တော်အမတ်မကလန်ပါဝင်အချို့အဖွဲ့အစည်းတွေကအမေရိကန်အနေနဲ့ဒီလိုအကျိုးပြုနေတဲ့ပြည်သူတွေကိုသူတို့ရဲ့ဇာတိမြေလုံခြုံတဲ့အချိန်ထိဘေးကင်းလုံခြုံစွာခလုံးခွင့်ပေးတင်ကြောင်းတိုက်တွန်းခဲ့ပါတယ်ရှင်။တောင်အာဖရိကကန်ယူရန်အနေမှာပင်ကွင်းငတ်တွေဟာစားစရာရှာပါမှုကြောင့်အစိုးလိုက်ပြုံလိုက်တည်ဆုံခဲ့ရပါတယ်။ သူရတနာအသက်တခုအရပယ်လယ်ပြင်ကနေဇာတင်းငါးတွေပျောက်ွယ်သွားတဲ့အတွက်ပင်ကွင်းငပ်ပေါင်း6000ကျော်ငှက်မှုပြီးသေဆုံးခဲ့ရတယ်လို့တွေ့ရှိရပါတယ်။ဒီဖြစ်ရဟာရာသီဥတုပြောင်းလဲမှုနဲ့လူတွေရဲ့ငါးဖက်မှုတွေရဲ့အကျိုးဆက်ကိုထင်ဟပြနေပါတယ်။ဒီသေဆုံးမှုဟာ2004ခုကနေ2012ခုနှစ်အတွင်းဖြစ်ပွားခဲ့တာဖြစ်ပြီးအဓိကသားပေါက်စခန်းတစ်ခုဖြစ်တဲ့ဒက်ဆက်ကျွန်းနဲ့ရော်ဘီကျွန်းတို့မှာရှိတဲ့အာဖရိက ပင်ကွင်းငပ်တွေရဲ့95ရာခိုင်နှုန်းကျော်သေဆုံးခဲ့ရတာဖြစ်ပါတယ်။ ဒီမျိုးစိတ်တွေဟာနှစ်30အတွင်းမှာစုစုပေါင်းအရေအတွက်80ရာခိုင်နှုန်းနီးပါးကျဆင်းခဲ့ပြီးလက်ရှိမှာ မျိုးသုံးလူနီးပါးအန္တရာယ်ရှိတဲ့အဆင့်ကို ရောက်ရှိနေပြီလို့သတ်မှတ်ခံထားရပါတယ်ပင်ကွင်းငတ်တွေဟာတနည်းကိုတစ်ချိန်ရေဆူခံနိုင်မှုနဲ့နျူထရီမှုရှိစေဖို့အတွက်အမွှေးသစ်လဲကြပါရယ်ဒီ21ရက်ကြာအမွှေးလဲတဲ့ကာလမှာသူတို့ဟာကုန်းပေါ်မှာပဲနေရပြီးအစာမစားနိုင်ပါဘူး ဒါကြောင့်ဒီကာလကိုရှင်းတန်းနိုင်ဖို့အတွက်ကြိုတင်ပြီးအစီဓာတ်တွေပြည့်အောင်စားထားဖို့လိုအပ်ပါတယ်။စားရင်းငါးတွေရှားပါသွားတဲ့အခါအမွေးမလဲမီ လုံလောက်တဲ့အစာစာမစားရလို့အစာပြက်လက်ပြီးပင်လယ်ထဲမှာတည်ဆုံးနေကြတာဖြစ်တယ်လို့သူတေသူတွေကသုံးသပ်ခဲ့ကြပါတယ်။2004ခုနှစ်နောက်ပိုင်းမှာ စာရင်းငါးတွေရဲ့အရေအတွက်ဟာမူလပမာဏရဲ့25ရာခိုင်နှုန်းအောက်ကိုကျဆင်းသွားခဲ့ပါတယ်။ 2004ခုနှစ်နောက်ပိုင်းမှာစာတင်းငါးတွေရဲ့အရေးအတွက်ဟာမူလပမာဏရဲ့25ရာခိုင်နှုန်းအောက်ကိုကျဆင်းသွားခဲ့ပါတယ်။ဒီငါးတွေဟာပင်ကွင်းတွေအတွက်အဓိကအစာဖြစ်ပါတယ်။အာဖရိကအနောက်ဘက်ကမ်းရိုးတန်းကပင်လယ်ရေအပူချိန်နဲ့အငတ်တက်ပြောင်းလဲမှုတွေကြောင့်စာတင်းငါးတွေမြို့ပွားနိုင်ဖို့မအောင်မြင်တော့တာကိုတွေ့ရပါတယ်။ ဒါပြင်ဒေသအတွင်းမှာငါးဖက်လုပ်ငန်းတွေရဲ့အဆင့်ဟာလည်းမြန်မာနေဆက်ဖြစ်ပြီးငါးအသေးတွေကိုဆယ်စုနှစ်များစွာမှာရွေးစီမံခတ်ခွဲခဲ့တဲ့အကျိုးဆက်ပဲဖြစ်တယ်လို့ကြွေးကျင်သူတွေကပြောဆိုကြပါတယ် လက်ရှိမှာငါဖန်းတာကိုပင်ကွဲသားပေါက်စကန်6ခုဝတ်ကျင်မှာပိတ်ပင်တားမြစ်တာလိုမျိုးထိမ့်သိရေးဆိုင်ရာလှုပ်ဆောင်ချက်တွေစတင်နေပြီဖြစ်ပါတယ်။ဒါပြင်မျိုးသုံးလူနီပါဖြစ်နေတဲ့အာဖရိကပင်ကွဲတွေကိုကတင်နိုင်မို့ပုံမိုရေရှည်တည်တက်တဲ့ငါဖန်းလုပ်ငန်းစီမံခန့်ခွဲမှုတွေလိုအပ်နေပြီးဒီငါအသေးစားမျိုးစိတ်တွေကိုအရေးတကြီးကာကွယ်စောင့်ရှောက်ဖို့တိုက်တွန်းထားပါတယ်ရှင်။ မေရိကန်နဲ့ယူကရိန်းအရာရှိတွေဟာညဉ့်ညံ့ရေးဆွေးနွေးပွဲတွေကိုဖလော်ရီဒါပြည်နယ်မှာ၃ရက်ဇက်တိုက်ကျင်းပခဲ့ကြပါတယ်။ဒီဆွေးနွေးပွဲရဲ့အနည်းဆုံးအရာစစ်ပွဲမှာတကယ်တိုးတက်မှုရှိမရှိဆိုတာရုရှားရဲ့ရေရှည်ညဉ့်ညံ့ရေးအတွက်စီရေးမှန်တဲ့ဂရုပြုလို့စိတ်အပေါ်မှာပဲမူတည်တယ်လို့နှစ်ဖက်စလုံးကသဘောတူညီခဲ့ကြပါတယ်။ဒါပေမဲ့လည်းယူကရိန်းမှာရုရှားရဲ့တိုက်ခိုက်မှုတွေဟာအရှိန်မတိပဲဆက်လက်ဖြစ်ပွားနေစေဖြစ်ပါတယ် အမေရိကန်သမ္မတဒေါ်နယ်ထရရဲ့အထူးကိုယ်စားလှယ်စတီးဗ်ဝစ်ခော့နဲ့သမ္မတဂျရက်ဂူနာတို့ဟာရုရှားသမ္မတပူတင်နဲ့ခရမ်လင်နန်းတော်မှာတွေ့ဆုံဆွေးနွေးခဲ့ပြီးနောက်မှာယူကရိန်းအရာရှိတွေနဲ့ဆက်လက်တွေ့ဆုံခဲ့တာဖြစ်ပါတယ်။ဒီလိုငြင်းငြင်းဆွေးနွေးပွဲတွေဖြစ်နေချိန်မှာပဲရုရှားရဲ့ drone နဲ့ဒုံးကျည်တိုက်ခိုက်မှုတွေကြောင့်ယူကရိန်းအနောက်ပိုင်းတန်နိုပီမြို့မှာကလေး၃ဦးအပါအဝင်လူ26ဦးသေဆုံးပြီးတရားနီးပါးဒဏ်ရာရရှိခဲ့ပါတယ်။ ရုရှားဘက်ကတော့အမေရိကန်ရဲ့ငြိမ်းချမ်းရေးအစီအစဉ်ဟာအစိပ်ပိုင်းချုပ်ကိုပဲချခဲ့ပြီးဥရောပကစစ်ပွဲဆိုင်ရဲ့ရုရှားဟာစစ်ပွဲအတွက်အသိရှိနေတယ်လို့ထိချောက်ခဲ့ပါတယ်။ဒီအစီအစဉ်ဟာယူကရိန်းကိုနယ်မြေတွေလက်လွတ်ဖို့နဲ့စစ်တပ်အရွယ်စားကိုလျှော့ချဖို့လိုအပ်တာကြောင့်ယူကရိန်းဘက်ကလက်နက်ချခြင်းတသက်အဖြစ်ရှုမိခဲ့ရပါတယ်။သမရပူတင်ဟာဒီသတင်းပတ်အတွင်း အိန္ဒိယဝန်ကြီးချုပ်နာရင်ဒရာမိုဒီနဲ့ပါတွေ့ဆုံပြီးအမေရိကန်ရဲ့ဖိအားတွေကိုစိန်ခေါ်ခဲ့ပါတယ်။ဥရောပသမဂ္ဂ EU ကလည်းရုရှားရဲ့ပိတ်ဆို့ခံထားရတဲ့ပိုင်ဆိုင်မှုတွေကိုယူကရိန်းအတွက်ရန်ပုံငွေအဖြစ်အသုံးပြုဖို့အစီအစဉ်ကိုဆွေးနွေးနေပါတယ်။ဒီလိုလုပ်ရဟာခိုးယူခြင်းဖြစ်တယ်လို့ရုရှားကဆွဆွဲပြီးပြင်းထန်တဲ့အကျိုးဆက်တွေရှိလာနိုင်ကြောင်းသတိပေးထားပါတယ်။ ယူကရိန်းဘက်ကလည်းရုရှားစိတ်ကန်နဲ့ရေနယ်ချက်ဆက်ရုံတွေကို drone ဒုံးကျည်တွေနဲ့တိုက်ခိုက်ခဲ့ပါတယ်။ချက်ချင်းပဲခေါင်းဆောင် Razan Gardirov ကလည်းသူ့ရဲ့မြို့တော် Grozny ကိုယူကရိန်း drone ထိမှန်ခဲ့တဲ့အတွက်တုံ့ပြန်သွားမယ်လို့ကြုံဝါခဲ့ပါတယ်။ဒီလိုအပြန်အလှန်တိုက်ခိုက်မှုတွေနဲ့နယ်မြေဆိုင်ရာကွာဟာချက်တွေကနိုင်ငံတကာတန်တမာရေးကိုပိတ်ဆို့ထားဆဲဖြစ်ပါရဲ့ရှင် အိုင်ယာလန်စပိန်ဆလိုဗေးနီးယားနဲ့နယ်သာလန်လိုနိုင်ငံကြီးလေးနိုင်ငံဟာလာမယ့်2026ခုနှစ်ရဲ့ Eurovision တချင်းဆိုပြိုင်ပွဲကိုတပိတ်မောက်လိုက်ပြီးဖြစ်ပါတယ်။ဒီလိုဆုံးဖြတ်ရခြင်းဟာဂါဇာစစ်ပွဲနဲ့ပတ်သက်ပြီးစက်ကျင်ကောက်ကွက်မှုတွေရှိနေပေမဲ့ Israel ကိုပြိုင်ပွဲဝင်ခွင့်ပေးလိုက်တဲ့ဆုံးဖြတ်ချက်ကြောင့်ပဲဖြစ်ပါတယ်။ ပြိုင်ပွဲအစီအစဉ်ကိုဥရောပရုပ်သံလွှင့်သမဂ EBU ရဲ့အထွေထွေညီလာခံမှာအစ္စရေးရဲ့ပါဝင်ရှင်ပြိုင်ခွင့်ကိုမဲခွဲဆုံးပြတ်တာမျိုးမလုပ်ခဲ့ပါဘူး။ EBU ရဖွဲ့ဝင်အများစုကပါဝင်ရှင်ပြိုင်ရဲ့အတွက်ထပ်မံမဲပေးဖို့မလိုအပ်ဘူးလို့သဘောတူညီခဲ့ကြပါတယ်။ဒါပေမဲ့ပြိုင်ပွဲဝင်သူတွေအပေါ်အစိုးရတွေနဲ့ပြည်ပအဖွဲ့အစည်းတွေရဲ့လွှမ်းမိုးမှုရှိစေဖို့အတွက်စီမင်းအစ်စ်တွေကိုတော့မဲပေးအတည်ပြုခဲ့ပါတယ်။ အိုင်ယာလန်ရုပ်သံလွှင့်ဌာန RTE ကဂါဇာမှာအသက်ပေါင်းများစွာဆုံးရှုံးနေရပြီးလူသားချင်းစာနာမှုဆိုင်ရာအကျပ်တွေရှိနေတာကြောင့်ပါဝင်မှုမဖြစ်သင့်ဘူးလို့ယူဆကြောင်းပြောဆိုခဲ့ပါတယ်။စပိန်ရုပ်သံလွှင့်ဌာန RTVE ကလည်းစုံပြည့်ချက်ချမှတ်တဲ့လုပ်ငန်းစဉ်ဟာလုံလောက်မှုမရှိဘူးလို့ပြောဆိုပြီးပြိုင်ပွဲကို ထုံးလွှင့်ပြသတော့မှာမဟုတ်ပါဘူး။ နယ်သာလန်ရဲ့ရုပ်တံလွှင့်ဌာနအရိုထိုနဲ့ဆလိုဗေးနီးယားတို့ကလည်းသူတို့ရဲ့အဖွဲ့အစည်းဆိုင်ရာငြိမ်းချမ်းရေးဒန်းလူညီများရေးနဲ့လေစာမှုတံပေါ်နဲ့ကိုက်ညီမှုရှိတော့တဲ့အတွက်ပြိုင်ပွဲကနေနှုတ်ထွက်သွားပြီးဖြစ်ပါတယ်စပိန်နိုင်ငံရဲ့ရည်ကျင်းမှုဝန်ကြီးအန်နက်စ်အာတာဆွန်ကလည်းဒီသပိန်မောက်မှုကိုထောက်ခံခဲ့ပါတယ်။ဂါဇာမှာလူမျိုးတုံးတက်ဖြတ်မှုတွေရှိနေချိန်မှာအစ္စရေးကိုမဖြစ်သင့်ဘူးလို့ သူကပြောဆိုပြီးရည်ကျင်းမှုကဏ္ဍဟာငြိမ်းချမ်းရေးနဲ့တရားမျှတမှုဘက်မှယက်တည်တင်တယ်လို့အခိုင်အမာပြောခဲ့ပါတယ်။ဒီလိုနှုတ်ထွက်မှုတွေရှိနေပေမဲ့ဗြိတိန်က BBC နဲ့ဂျာမနီက SWR လို့နိုင်ငံကြီးတွေရဲ့မီဒီယာတွေကတော့ EPUS စူပေါင်းဆုံးဖြတ်ချက်ကိုထောက်ခံပြီးလာမယ့်နှစ်ပြိုင်ပွဲကိုဆက်လက်ထုတ်လွှင့်သွားမယ်လို့ပြောဆိုခဲ့ပါတယ်။ အစ္စရေးရဲ့ပါဝင်မှုကိုကန့်ကွက်တဲ့နိုင်ငံတွေကိုချောမော့မှုအတွက်စီမင်းအစ်စ်တွေထက်သွင်းခဲ့ပေမဲ့လည်းဒီနိုင်ငံလေးနိုင်ငံကတော့လူအခွင့်အရေးကို စီးပွားရေးအကျိုးစီးပွားအတွက်ဦးစားပေးပြီးပြန်ပွဲကိုစွန့်ခွာသွားခဲ့ပြီးဖြစ်ပါရဲ့ရှင်။အာရှဒေသတောင်ပိုင်းနဲ့အရှေ့တောင်ပိုင်းတွေမှာဆိုးရွားတဲ့ရာသီဥတုပေးကြောင်ကိုတပြိုင်တည်းရင်ဆိုင်ခဲ့ရပါတယ်။ ဆိုင်ကလုံးမုန်တိုင်းနဲ့မုတ်တုံမိုးတွေကြောင့်ဖြစ်ပွားခဲ့တဲ့ရေကြီးမှုနဲ့မြေပြိုမှုတွေကြောင့်နိုင်ငံလေးနိုင်ငံမှာသေဆုံးသူဦးရေ1100ကျော်ရှိခဲ့ပါတယ်။တရီလင်ကနဲ့အင်ဒိုနီးရှားအပါအဝင်ထိခိုက်မှုအပြင်းထန်ဆုံးနိုင်ငံတွေဟာဒုက္ခသည်တွေကိုကယ်ဆယ်ကူညီဖို့အတွက်စစ်တပ်ကိုတပ်ဖြတ်ချထားရပါတယ်။ဒီတဘာဝဘေးအန္တရာယ်မှာအင်ဒိုနီးရှားနိုင်ငံဟာအထိခိုက်ဆုံးဖြစ်ပြီးသေဆုံးသူ604ဦးကျော်က 464ဦးထပ်မင်းပျောက်ဆုံးနေဆဲဖြစ်ပါတယ်။အထူးသဖြင့်ဆူမဒရာကျွန်းမှာရှိတဲ့အာဂျီမြောက်ဆူမဒရာနဲ့အနောက်ဆူမဒရာပြည်နယ်တွေဟာအပြင်းထန်ဆုံးထိခိုက်ခဲ့တာဖြစ်ပါတယ်။ဒီရေးပေးကြောင့်ဆူမဒရာကျွန်းတကျွန်းထဲမှာတဲ့လူရပေါင်းများစွာဟာအရေးပါတဲ့အထောက်ပံ့တွေမရှိဘဲပိတ်မိနေပြီးလူသိန်းနဲ့ချီပေးလို့ရကိုရွှေ့ပြောင်းခဲ့ကြရပါတယ်။ တီရင်လင်ကနိုင်ငံမှာလဲဆိုင်ကလုံးဒစ်ဝါရဲ့ရေကြီးမှုနဲ့မြေပြူမှုတွေကြောင့်355ဦးသေဆုံးခဲ့ရပြီး366ဦးပျောက်ဆုံးနေဆဲဖြစ်လို့အစိုးရက နိုင်ငံတကာအကူအညီတွေကိုတောင်းခံခဲ့ရပါတယ် ထိုင်းနိုင်ငံမှာတော့တောင်ပိုင်းစွန်ကလပ်ပြည်နယ်မှာအဆိုးရွားဆုံးထိခိုက်ခဲ့ပြီးလူပေါင်း190ကျော်သေဆုံးခဲ့ရပါတယ်။မလေးရှားမှာလည်းသေဆုံးသူ3ဦးအတည်ပြုခဲ့ပြီးဒေသအနက်မှာလမ်းတွေပိတ်ဆို့တာမိပြတ်တာတွေဖြစ်ပေါ်နေတာကြောင့်ဒုက္ခသည်စခန်းပေါင်းများစွာဖွင့်လှစ်ထားရပါတယ်။ဒီရည်ကြီးမှုတွေရဲ့အကျိုးဆက်အဖြစ်အင်ဒိုနီးရှားနဲ့ထိုင်းနိုင်ငံတွေမှာကလေးငယ်ထောင်ပေါင်းများစွာကျောင်းပြင်ပရောက်ရှိနေရပါတယ်။ Save the Children ရဲ့ပြောဆိုချက်အရအင်ဒိုနီးရှားမှာကျောင်းပေါင်းတထောင်ကျော်ပျက်စီးသွားခဲ့ပါတယ်။လမ်းပိတ်ဆို့မှုတွေ၊မျက်စိမီးပြတောက်မှုတွေကြောင့်ကလေးငယ်တွေရဲ့စံမာရေးနဲ့စိတ်ပိုင်းဆိုင်ရာခြေတွေကိုပါထိခိုက်နေရပါတယ်။အင်ဒိုနီးရှားအစိုးရရဲ့ဘေးအန္တရာယ်တုံ့ပြန်မှုဟာကြိုတင်ပြစ်စင်မှုအားနည်းတယ်လို့ဝေဖန်မှုတွေလည်းပြင်းထန်လာနေပါတယ် လိုအပ်နေတဲ့စားနပ်ရိက္ခာကူညီတွေနှောင့်နှေးတာဟာဘျူရိုကရေစီဆိုင်ရာ အခက်အခဲတွေကြောင့်ဖြစ်တယ်လို့စွပ်စွဲခန့်နေရပါတယ်။ဒီလိုအကြက်တဲတွေကြောင့်အာရှနိုင်ငံတွေဟာရာသီဥတုပြောင်းလဲမှုနဲ့အတူကြုံတွေ့လာရတဲ့ဘေးဆိုးတွေကိုရင်ဆိုင်ဖို့အတွက်ပုံမှုကောင်းမွန်တဲ့စီမံခန့်ခွဲမှုတွေလိုအပ်နေကြောင်းသတိပေးနေကြပါတယ်ရှင်။တလူကဒရထနာရဲ့တပတ်အတွင်းကဘာတဝမ်းကအရိုက်ခဆုံသတင်းတွေကို ထုံထုပ်တင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ မြန်မာနိုင်ငံသူနိုင်ငံသားအားလုံးဘေးအန္တရာယ်မျိုးမျိုးကနေအမြဲဆုံးလွတ်မြောက်နိုင်ကြပါစေရှင်